တောင်အာဖရိကနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးနယ်ဆယ်မန်ဒယ်လာနယ်ဆယ်မန်ဒယ်လာဟာတောင်အာဖရိကနိုင်ငံမှာလူပြုလူမဲ့ခွဲခြားတဲ့စနစ်ကိုဒေါ်လန်တိုက်ဖြတ်ခဲ့သူတယောက်ပဲကဘာတလောကသူ့ကိုနာမည်မျိုးမျိုးခေါ်ပြီးဂုံပြုခံခဲ့တဲ့ပုဂ္ဂိုလ်သူလည်းဖြစ်ပါတယ်လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်ကြီးကြီးကျယ်သောလူသားတောင်အာဖရိကနိုင်ငံရဲ့အားထားရဆုံးလူသားဖိနေရဲစမ်းမှုတွေကိုကြမ်းကြမ်းခံတဲ့ တန်မဏိလူသားဘယ်တော့မှမသေးဆုံးသောသူရဲ့ကောင်းကပငိမ့်ငိမ့်နိုဘယ်ဆုရှင်ကြီးစားတဲ့အမည်အမျိုးမျိုးတင်စားခေါ်ခရပါတယ်။သူဟာကပသမိုင်းမှာဂုံမျိုးခံရဆုံးနိုင်ငံရေးအကျဉ်းသားသူဖြစ်သလိုနိုင်ငံတကာကဂုံလူဆောင်ပွဲပေါင်းများစွာချီးမြှင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။မန်ဒေလာဟာသူ့ဘဝတလျှောက်မှာတောင်အာဖရိကနိုင်ငံကလူမဲတွေကိုလူပြူဆိုးရရင်အဖိနဲ့ကံဘွားကနေလူမျိုးဂျိုးပန်းခဲ့ပေမဲ့လည်း သူရဲ့နှိမ်ချတဲ့စိတ်ဓာတ်ခွဲလွန်တတ်မှုနဲ့ညံမှန်နှိမ်ဆက်မှုတွေကိုအညံ့မခံအယုံမပိစိတ်ဓာတ်တရားကမ္ဘာလူသားတွေရဲ့အသိဉာဏ်လုံးထဲမှာစွဲစွဲထင်ထင်စုပင်သွားခဲ့လို့ကမ္ဘာနိုင်ငံတိတိကလေးစားအကြီးညွှန်းဆိုပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့ရတာပါမန်ဒဲလာကြောင့်ရေးသားထားတဲ့စာအုပ်များစွာ ထွက်ခဲ့ပြီးဖြစ်လို့သူကြောင့်တော်တော်များများသိကြမှာပါမတိသေးသူတွေအတွက်သူကြောင့်ကိုအချင်းကျုပ်လေးရေးပြလိုက်ပါတယ် မန်ဒဲလာကိုတောင်အာဖရိကလူတွေကမာဒီဘာလို့ခေါ်ကြတယ်။သူကတောင်အာဖရိကနိုင်ငံရဲ့တောရွာလေးတရွာမှာ1918ခုနှစ်ဇူလိုင်လ17ရက်နေ့မှာ မွေးဖွားခဲ့တယ်။မွေးဖွားစဉ်ကပေးထားခဲ့တဲ့နာမည်ကရိုအီလာလာမန်ဒဲလာပါ။ခရစ်ယာန်မစ်ရှင်ကျောင်းမှာပညာသင်တော်။သူ့ဆရာမကသူ့နာမည်ဟာရှေးတော့ခေါ်ရခဲ့တယ်လို့ဆိုပြီးနေဆင်ဆိုတဲ့အင်္ဂလိပ်နာမည်ပေးခဲ့လို့နေဆင်မန်ဒဲလာဆိုပြီးနာမည်တွင်ခဲ့ ရပါတယ်။သူဟာ1939ခုနှစ်အထက်တန်းကျောင်းအလိုတက်ကရိုစတဲ့ပါတယ်။အဲ့ဒီချိန်ဟာတောင်အာဖရိကနိုင်ငံမှာလူပြူအုပ်ချုပ်သူဆိုရရဲ့လူပြူလူမဲခွဲခြားဆက်ဆံတဲ့အုပ်ချုပ်စနစ်ကိုမကျေနပ်လို့လူမဲတွေဟာအစိုးရစစ်တပ်နဲ့ရဲတွေကိုလက်နက်ကိုင်တိုက်ခိုက်မှုတွေလုပ်နေကြတဲ့အချိန်မှာပဲ။ဒါပေမဲ့အမြောက်တနက်စတဲ့ခင်မီလက်နက်တွေတပ်စင်ကိုင်းဆောင်တဲ့လူပြူဆိုရနဲ့စစ်တပ်နဲ့ရဲတွေကို ဒါရီဒုတ်တွေလောက်ပဲခံနိုင်နေလူမဲတော်လိုင်းသမားတွေဟာဘလို့နီးနေမှမရှင်နိုင်ခဲ့ဘူးလူမဲတော်လိုင်းသမားတွေအများကြီးအသက်ခံခဲ့ရတယ်မျိုးချစ်စိတ်ရှိတဲ့မန်နယ်လာဟာ1943ခုနှစ်မှာ ANC လို့ခေါ်တဲ့ African National Congress ဆိုတဲ့တော်လိုင်းလုံးနေတဲ့ပါတီထဲဝင်ပြီး လူမှုတွေကိုရာရလက်နက်နဲ့တိုက်ခတ်ခဲ့တယ်မန်နယ်လာဟာတက္ကသိုလ်တက်နေတဲ့ပြည်ထောင်တဲ့လူငယ်သူဖြစ်တာမို့1948ခုနှစ်မှာ ANC ပါတီရဲ့ အထွေထွေတည်ရမှု ဖြစ်လာခဲ့ပါတယ်1952ခုနှစ်မှာမန်နီလာ လူပြူဆူရရဲ့အမိတ်ဟုလိုများဖီဇန်ချဖို့တော့တောင်အာဖရိကနိုင်ငံသဝန်လဲလဲစီယုံနေစမှာလူပြူဆူရရဲ့ဖန်စီမှုကိုခံကြရပါတယ်ဒါပေမဲ့တရားသူကြီးကသူ့ကိုထောင်ထဲမှာဖို့ပဲစိုင်းငတ်ပြစ်တာဖြင့်နိုင်ငံလှုပ်ရှားမှုမှာမပါဝင်ရဘူးလို့ကန့်သတ်မိချမှတ်လိုက်တယ်ဒီတော့မန်နီလာ နိုင်ငံရေးမလွှတ်ရလို့တက္ကသိုလ်ဆက်တဲ့1956ခုနှစ်မှာဦးရီပညာနဲ့ဘွဲ့ရပြီးရှင်းနေလို့စလို့တဲ့ရှင်းနေလို့လုံနေရင်အရင်ကလုတ်ခဲ့တဲ့လူပြူဆွေရကိုတော်လာဖို့နိုင်ငံရေးတွေပြန်လုပ်ပါတယ်မကြခင်မှာမန်ဒဲလာနဲ့လူမဲတော်လိုင်းကောင်းဆောင်156ရောက်အဖမ်းခံရတယ်သူနဲ့တချို့ကတော့အပြစ်မရှိဘူးဆိုပြီးတရားရုံးက ပြန်လုပ်ပေးခဲ့တယ်ဒါပေမဲ့1960ပြည့်နှစ်ကျတော့ မန်ဒဲလာဟာပြန်ပြီးတော့အဖမ်းခံရတယ်။မန်ဒဲလာနဲ့ ANC ပါတီရဲ့ထိတ်တန်းကောက်ဆောင်ကိုယောင်ကိုလူမျိုးတရားရုံးကတတတကြုံပြည်ထောင်ချမှတ်လိုက်ပြီးမြို့တွင်နဲ့အလုံးဝေးကွာလာတဲ့ရောဘင်ကျွန်းကို1963ခုနှစ်မှာအပိုးခံခဲ့ရှာပါတယ်။အဲ့ဒီကျွန်းပေါ်ကထောင်ထဲမှာမန်ဒဲလာဟာ1990ပြည့်နှစ်တည်း28နှစ်ကျော်နေခဲ့ရပါတယ်။တခါတလေသူဟာလာပေါင်းများစွာကြောင့်တယောက်တည်း တိုက်ပိတ်ခံရတယ်။1980ပြည်နှစ်ကျော်ကာလမှာမန်ဒေလာဟာလူပြူဆိုးရွားနေသူ့ရဲ့လူမဲပါတီ African National Congress တို့ကြားစေးဆက်ညှိနှိုင်းမှုကိုထောင်ထဲကနေပြုလုပ်ပေးခဲ့ပါတယ်။မကြာခင်မှာ တောင်အာဖရိကနိုင်ငံရဲ့သမရဘူဒါရဲ့လက်ရှိဆိုးရွားဟာရေကောက်ဝဲရှုံးနေသွားပြီးဒီကလက်ဥဆောင်တဲ့ပါတီကအဆိုးရွားဖြစ်လာခဲ့တယ်။ဒီကလက်ကလူပြူတယောက်ဖြစ်ပေမဲ့လည်းအရင်သမရတွေလိုမတင်ပါပဲ သဘောနာပျော်ပြောင်းသူဖြစ်တယ်လို့လက်ရှိနိုင်ငံရေးအခြေအနေကိုလည်းကောင်းကောင်းသုံးသပ်သူဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတောင်အာဖရိကရဲ့လူမျိုးစိုးရဟာနိုင်ငံရေးရောဈေးမှာပါ အကြီးအကျယ်အကျက်တွေ့နေပါပြီ။နိုင်ငံတော်မှာလူမျိုးစစ်တပ်ရဲနဲ့လူမဲတွေကြားမကြာခဏဆိုသလို အထီးကျုံးနေဖြစ်နေကြတယ်။လူမဲတွေများကြီးအသက်ခံရတယ်။ဖမ်းဆီးထောင်ချတာတွေခံရပါတယ်။ဒါကြောင့်ကမ္ဘာကုလသမဂ္ဂကြီးအပါအဝင် အင်အားကြီးအနောက်နိုင်ငံတွေရဲ့ပြင်းထန်စွာရှုံ့ရှားမှုခံရတဲ့ပြင်အနောက်နိုင်ငံတွေရဲ့စီးပွားရေးပေးဆမှုဒဏ်တွေကိုကြုံနေရပြီးစီးပွားရေးလှုပ်ခတ်မှုဒဏ်ကြောင့်တောင်အာဖရိကရဲ့ထုတ်ကုန်ပစ္စည်းတွေကိုနိုင်ငံတကာကမဝယ်ကြတော့လို့စီးပွားရေးရာချွတ်ချုံကျလာခဲ့တယ်။ဒီအချိန်မှာတမနာဒီကလဟာဒီပြဿနာတွေကိုအချိန်မီမဖြေရှင်းနိုင်ရင်နောက်ဆုံးလူပြည်ရာတောင်အာဖရိကနိုင်ငံကနေခွေးပြေးဝက်ပြေးပြောင်းရမယ်ဆိုတာကိုရိတ်စားမိလာတယ်။ ဒါကြောင့်1990ပြည့်နှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာမန္တလေးလကိုရော်ဘင်ဂျွန်းကျင်းထောင်ကနေလွတ်ပေးလိုက်ပါတယ်။ဒီကလပ်ကအခုလိုမန္တလေးလကိုလွတ်ပေးရတဲ့အကြောင်းရင်းကတော့မန္တလေးလနဲ့သူ့လူတွေထောင်ထဲသွားပြီးညီလိုက်ဆွေးနွေးမဲ့အစားသူကိုယ်တိုင်မန္တလေးလနဲ့လူချင်းတွေ့ပြီးပြဿနာကိုအပြေရှာဖို့ပါပဲ။သူတို့နှုတ်ပါဆွေးနွေးပြီးလို့အပေးယူလို့ချဖို့စိတ်ဆန့်ညီလိုက်ကြတယ်။ဒီကလပ်ကလူပြူလူမဲ့ ဘူးသွေးအုပ်ချုပ်ဖို့ကိုအကြံပြုတယ်။မန္တလကလက်မခံဘူး။တနိုင်ငံလုံးရွေးကောက်ပွဲကျင်းပပြီးမဲအများဆုံးရတဲ့ပါတီကအစိုးရဖွဲ့ပြီးအုပ်ချုပ်ဖို့ပဲတဘောတူပါတယ်။နောက်ဆုံးတော့ဒီကလပ်ဟာတခြားရွေးစရာလမ်းမရှိတော့သလိုတောင်အာဖရိကနိုင်ငံရဲ့ရှေ့ရေးအကျိုးအတွက်မန္တလရဲ့အကြံပြုချက်ကိုလက်ခံလိုက်ပါတယ်။1994ခုနှစ်အေပီလ29ရက်နေ့မှာတောင်အာဖရိကနိုင်ငံရဲ့ရွေးကောက်ပွဲကြီး ကျင်းပခဲ့တယ်။ရွေးကောက်ပွဲကိုလည်းတစ်ကမ္ဘာလုံးကမျက်စိတောက်ထောက်ကြည့်နေကြတယ်။ရွေးကောက်ပွဲအနိုင်ဆင်းနေကြညာတော့ မန်ဒဲလာရဲ့လူမဲပါတီ African National Congress က60ရာခိုင်နှုန်းနဲ့မဲအများဆုံးရလာပါတယ်။အစိုးရဖွဲ့ဖို့မဲရည်သွန်းအနေငယ်လူနေလို့ ANC ရာတခြားလူမဲပါတီဖွဲ့ငယ်တွေနှစ်ခုပေါင်းပြီးအစိုးရဖွဲ့နိုင်ခဲ့တယ်။မန်ဒဲလာကလည်းတောင်အာဖရိကနိုင်ငံရဲ့ ထမဆုံးသောလူမဲတမရဖြစ်လာခဲ့ပါတယ်။သူဟာတမရဖြစ်လာပြီးမကြားခင်မှာပဲအနောက်နိုင်ငံတွေကစစ်ဝါရေးဒဏ်ကပ်ထားတာတွေကို ဖြေလျှော့ရုပ်သိမ်းပေးလိုက်တယ်။မန်ဒဲလာဟာလူပြူသိပညာရှင် အသက်ပညာရှင်တွေကိုအစိုးရဌာနတွေမှာ နေရာပေးခံထားလိုက်ပြီးလူပြူနဲ့လူမဲတွေလက်တွဲညီညီလှုပ်လှိုက်ချလို့မကြားခင်မှာပဲတောင်အာဖရိကနိုင်ငံဟာစစ်ဝါရေးတွေပြန်လည်ကောင်းမွန်လာပြီးအေဂျင်တာတဲ့နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။မန်ဒဲလာဟာငါးနှစ်တစ်ချိန်လှုပ်တဲ့ရွေးကောက်ပွဲတွေမှာနှစ်ချိန်ဆက်ရွေးခံခဲ့ရလို့1994ခုနှစ်ကနေ2004ခုနှစ်ထိ10နှစ်ကြာသမရတာဝန်ကိုယူခဲ့ပါတယ်။တောင်အဖရိကနိုင်ငံရဲ့ဖွဲ့စည်းပုံကသမရတယောက်ဟာတသက်နှစ်ချိန်ထပ်ပို့ပြီးဆက်လှုပ်ခွင့်မရှိဘူးလို့ပြထန်ထားပါတယ်။အဲ့ဒီဖွဲ့စည်းပုံမှာချက်ကို ပြင်ပြီးမန်ဒဲလာကိုသမရဆက်လုပ်ဖို့လူတွေက တောင်းဆိုကြောက်ရွံ့မယ်လေဆက်မလုပ်တော့ဘူး။ မန်ဒဲလာဟာ2013ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အသက်65နှစ်အရွယ်မှာတောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဘတ်မြို့မှာကွယ်လွန်နှိပ်စရှောက်သွားခဲ့တယ်။တောင်အာဖရိကကနိုင်ငံသားတွေအတွက်အဲမတန်ကို ကြေကွဲဝမ်းနည်းကြရတဲ့နေ့ရက်လေးတည်းပါပဲ။ဟုတ်ကဲ့ပါ။ဒါလည်းရတော့ဆရာကြီးဗမော်သိမ့်ပေရေးသားထားတဲ့နယ်စင်မန်ဒဲလာကျောင်းလစ်ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ။ကိုစိတ်နှပြကျမ်းမာချမ်းသာ 자바지 금면